အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဒီညကနေပြီးတော့ကျွန်တော်စုမကောင်းတောင်းပေးလိုက်အပ်ပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်ဒီနေ့ညရဲ့နောက်ဆုံး video ပေါ့နော်ဒါကျွန်တော်မနေ့ကညရဲ့ခီးစားထွက်ပြီးပြီးရင်ဒါကျွန်တော်တို့ဒါအောက်ရှောက်ကျွန်တော်လုပ်တင်များမှာဒါတနေ့တော့ကျွန်တော် video ငါးပုတ်တော့ဖြစ်အောင်ရအောင်ကျွန်တော်တင်ပေးပါမယ်လက်ရှိမှာဒါကျွန်တော်တို့ကြည့်မဲ့လူတွေလည်းရှိရတဲ့ကြောင်ကြည့်မဲ့လူပြောရတဲ့လူတွေရှိရတဲ့ကြောင်ဝမ်းသာပါတယ်ပေါ့နော်အဲ့တော့ ဒီနေ့ညရဲ့နောက်ဆုံးဗီဒီယိုကဒါကျွန်တော်အနေနဲ့ကျွန်တော်လက်ရှိမှာခန်းစားနေရတဲ့တစ်ခုပေါ့နော်ဒါကျွန်တော်ရဲ့ခန်းစားချက်ပဲခမောင်းနဲ့ကျွန်တော်နဲ့တူဂျင်မတူလိမ့်မယ်ဒါကျွန်တော်အနေနဲ့တော့ခန်းစားချက်တစ်ခုဖြစ်တယ်ဒါကျွန်တော်အနေနဲ့ဟိုကျွန်တဲ့အသင်းကြောင်းတော့ကျွန်တော်လက်ရှိမှာမဟုတ်ဘူးဒါကျွန်တော်ရဲ့အသင်းကြောင်းကျွန်တော်ပြောမှာဖြစ်တယ်အဲ့တော့ဒါစက္ကန့်40လောက်ဒီဝင်ကြီးပေးတဲ့လူကိုလည်းဒီညမှာကျေးဇူးတင်ပါတယ်ပေါ့နော်တခါကျရင်ကလစ်ဘိတ်လို့ကသူများလည်းကလစ်ဘိတ်မဆိုဘဲဒီလိုကလစ်ဘိတ်ကလည်းတခါကျရင်လှုပ်သွားသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အတွက်ပေါ့နော် ကျွန်တော်ရဲ့ personal အတွက်လက်ရှိမှာကျွန်တော်အမြင်ကိုကျွန်တော်ဖျားကြချင်တာကကျွန်တော်အသင်နဲ့ပတ်သက်ပြီးလက်ရှိမှာကျွန်တော်ခံစားနေရခံစားချက်ပေါ့အဲ့ဒီခံစားချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကအခုမနေ့ကပြောတဲ့ဥစ္စာကိုကျွန်တော်ဆက်ချင်တာပေါ့နော်မနေ့ကတော့ကျွန်တော် recap ပါညာဆိုတာကိုပြောသွားတယ်ကျွန်တော်နေနေအခုလက်ရှိမှာကျွန်တော် thomas friend ကိုအရန်သဘောကျချင်တဲ့မှာပါတယ်ဒါကျွန်တော်ခုနပြောတဲ့စကားလို့မှကျွန်တော်စကားမမောင်းသဘောကျချင်တယ်ဆိုတဲ့စကားလုံးပါတယ်ဘာလို့လက်ရှိမှာကျွန်တော်နေနေဒါပုံမှန်လင်းပြောတော့ကျွန်တော်နေနေကျွန်တော်အချီနေအစိုးဆုံးနီးပြဒီကူကအစား ဒါကျွန်တော်ဟိုတွားထားတယ်ဗောနော်ကျွန်တော်ဒါမြင်ဘူးတယ်အပြင်မှာဒါပေမဲ့ရမော်ရီရှယ်ပူချက်တီနိုနောက်ပိုင်းခက်ခဲနီးပြဒါကျွန်တော်ကိုဗစ်ကာလမှာတခြားဒါကျွန်တော်တို့ဆယ်ဘောမော်ရီညိုနောက်ပိုင်းနီးပြအကုန်လုံးကျွန်တော်အပြင်မှာကြည့်ဘူးအခုလက်ရှိတောမတ်ဖရန့်ကိုလည်းကျွန်တော်အပြင်မှာကြည့်ဘူးခဲ့တယ်ဒါပေမဲ့ကျွန်တော်အမြင်နဲ့တွားပြီဆိုရင်ကျွန်တော်မနေ့ကျွန်တော်ဒါစက်တင်ဘာတစ်ခေါက်တွားတယ်ဒီဇင်ဘာတစ်ခေါက်တွားတယ် အမှန်တိုင်းပြောရမယ်ခမတာကျွန်တော်အပွင့်လေးဆုံးပြောရမလားဒါကျွန်တော်တို့ဟိုဒီဇင်ဘာမှာပေါ့နော်ဒီခေါက်ကျွန်တော်ပွားခြင်းစိတ်တိတ်မပေါ်ဘူးအသင်းကမကောင်းနေတာမဟုတ်အသင်းကကောင်းနေပေါ့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော် motivation ရတခုခုများလိုနေသလားပေါ့နော်ဒါမျိုးပေါ့နော်ဒါဒီဂျားထဲမှာတော့ဒီမှာတလလုံးမှာတော့ကံမဲ့ဘွယ်စင်ကြီးအဲ့ဒီဘွယ်စင်မှာမဟုတ်ဘူးဒါအခုအခုကိုမှာကျွန်တော်မှာလဲဗီဇာရှိရတော့ကျွန်တော်ကြိုက်တဲ့ချိန်ထားသွားလို့ရရတယ်မှပါတယ်ကျွန်တော်သွားရဲဆိုတော့ဒါကျွန်တော်ဗီဒီယိုတင်မှသာတချို့အသေးကျွန်တော်ထားသွားရင်သွားရဲ moment လေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ခုလက်ရှိမှာကျွန်တော် တော့မက်ဖရန်ကိုကျွန်တော်မယုံရဲသေးဘူးဖြစ်နေတယ်ဗောနော်ဒါခမောင်းနဲ့ကျွန်တော်တူချင်မတူလိမ့်မခမောင်းကျွန်တော်အမြင်မတူလို့ကျွန်တော်ကြိတ်မယ်ဆိုလေကြိတ်ကိစ္စမျိုးကိုအတင်းနဲ့ပတ်သက်တော့ကိုကတော့အကြိတ်ခံတယ်သူများအတင်းနဲ့ပြောသူများအတင်းကြိတ်တာသိမလားမင်းကကိုအတင်းနဲ့ပဲခမောင်းအမြင်မတူရကျွန်တော်လက်ရှိမှာကျွန်တော်ဒါမနေ့က recap video ဒီလိုအချိန်မြင့်မှာကျွန်တော်တင်ထားတဲ့ video မှာတချို့ကြားလဲကိုတွေပြအဲ့ဒါကူလူတို့ဒါကျွန်တော်ဆိုလန်ကီတို့ပြန်ပါ ကျွန်တော်ကြည့်ခြင်းနဲ့ of course ဒါ of course ကိုယ်အတင်းနဲ့ပတ်သက်ပြီးဒါကူလူဗာစကီကလက်ရှိဒါသတင်းကောင်းနေတာ breaking news တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ကူလူဗာစကီကလက်ရှိမှာဒါကျွန်တော်တို့မျက်ခင်းစိမ့်နေပုံမှာ training ပြန်စင်းနေပြီဖြစ်တယ်လို့သိရတယ်မှာပါတယ် international break အပီးတော့ဒီကစားသမားတွေ Tottenham Hotspur တင်းနဲ့ပါဝင်ပတ်သက်မလားမပတ်သက်ဘူးလားဆိုတော့မသိဘူးကူလူဗာစကီကသိကြရတယ်မှာ Thomas Frank နဲ့ခုလက်ရှိအချိန်ထိလုံးဝလုံးဝကိုပါဝင်ပတ်သက်မှုမရှိရသေးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီစပါတင်ရဲ့လက်ရှိဒီပြတာကျွန်တော်ဟိုတောမန်ဖရန့်လက်အောက်မှာနှစ်ယောက်လုံးဝပါဝင်ပတ်သက်မှုရှိတယ်ကိုတိုတက်ကားရဲ့ဒါပေမဲ့ကိုတိုတက်ကားကတော့မိနစ်နေငယ်ပါဘူးလားမသိကျွန်တော်သိတော့မှတ်ပြီးတော့ဒါပေမဲ့ကူလူဝါစကီကတော့လုံးဝမပါဘူးသူကူလူဝါစကီကသူ့ရဲ့ဒူးအယူကြီးကလုံးဝပြဲထွက်သွား MCA ဖြစ်သွားတဲ့ကြောင့်လက်ရှိမှာတော့သူ့အနေနဲ့ဒါကျွန်တော် လုံးဝအပြီးပိုင်ပြန်ပြောက်ဖို့တော့မကြခင်မှာတွေ့ရမှာအဲ့တော့ပြောချင်တာကကျွန်တော်အနေနဲ့တေးကြတော့ကဒီဇင်ဘာမတိုင်ခင်မှာကူလူပြန်လာတော့မယ်ဒါဟာသိကောင်းအဲ့တော့ ကျွန်တော်အသင်းမှာလူအပ်တည်ရတဲ့ကျွန်တော်ဖန်တီးမှုတွေကိုကူလူဗာစကီစီကနေပြီးတော့ဘလောက်ထိတွေ့ရနိုင်မလဲဒါကြောင့်လက်ရှိမှာကျွန်တော်တို့တောမက်ဖရန့်နေနဲ့ဒါကူလူဗာစကီကိုဘလောက်ထိအသုံးချနိုင်မလဲဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်နေတဲ့မှာပါတယ် That being said ခဏထားလိုက်မြတ်အောင်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့အသင်းကဘာဖြစ်ချင်နေလဲဆိုရယ် identity ပျောက်ဆုံးနေလို့ကျွန်တော်နေမြင်နေကျွန်တော်ရဲ့လက်ရှိ video ရဲ့ caption တိုင်းလို့ပဲ ကျွန်တော်အနေနဲ့အခုချိန်လေးကြာခုနကသောမက်ဖရန့်ကတစ်ချက်တစ်ချက်မှာခံစစ်တအားကောင်းနေတယ်။ကလင်းရှိကျွန်တော်လက်ရှိမှာဒါမနစ်က NG poster core glue ရဲ့လက်ထက်မှာစူဆောင်းထားနိုင်တဲ့ခံစစ်ထက်ပိုပြီးတော့ခံစစ်ကောင်းနေတာကိုတွေ့ရမယ်။တိုက်စစ်လဲဒါသူ့ဟာသူမစိုးလက်ရှိ Premier League မှာဒါကျွန်တော်တို့တတိယလားသရုပ်ထအမြောက်အကောင်းဆုံးခံတိုက်စစ်မှုလို့ပြောလို့ရတယ်။လက်ရှိမှာဒါလီလီဒါဖြစ်တဲ့ Arsenal အသင်းတော်ကျွန်တော်တို့က goal တွေပိုသွင်းထားခဲ့ပြီးတော့လက်ရှိမှာ Manchester City နဲ့ on par ဖြစ်ပြီးတော့ဒါကျွန်တော်တို့အမြင်နာဆိုတာကျွန်တော် Chelsea လားမသိပဲရှိတာပေါ့။အဲ့တော့ပြောချင်တာ အခုလုံးကျွန်တော်မြဲကျွန်တော်ဟိုတလောကလွန်ခဲ့တဲ့ဒီလူမှုတာကျွန်တော် international break မှာပြောခဲ့တာရှိကျွန်တော်တို့အသင်းကအချက်လက်တွေနဲ့ကြီးလိုက်မယ်ဆိုတော့ရင်သက်ရှူမောပွဲဟာကောင်းတယ်မနစ်ကဒီချိန်မှာကျွန်တော်တို့တိုင်ပတ်နေပြီစပြီးတိုင်ပတ်နေတယ်ကျွန်တော်အခုလက်ရှိမှာကျွန်တော်တို့အဆင့်၅ရောက်နေတယ်ဒါပေမဲ့ခမရသတိထားမြဲကျွန်တော်ဒီနှစ်မှာကျွန်တော်အခုချိန်ဒီကိုအသင်းကိုအားရမှုမရှိသေးဘူးခမရလည်းအဲ့လိုပဲခံစားရလိမ့်မယ်လို့ကျွန်တော်နည်းမြင်တယ်ဒါပေမဲ့ဒီနှစ်မှာကိုအသင်းကိုသာအားမရကျွန်တော်တို့ကလက်ရှိ session မှာဖြစ်တယ်လီလီဒါဖြစ်တဲ့အာဆင်နဲ့ကျွန်တော်တို့က ship မှာပဲကွာတယ်ဒါပေမဲ့ပြန်စမ်းသားကြီးကြီးကျွန်တော်ရမယ်ကွာဆက်တဲ့ပွဲမှာ ship မှာကွာနေပြီ ဆယ်ပွဲလားဆတပွဲလားမသိဘူးအရှက်မှတ်ကွာနေပြီဒါပေမဲ့လာမယ့်အပတ်မှသာကျွန်တော်တို့ကအာစနိုအသင်းကိုဒါတစ်ခုခုလုံးပြနိုင်ခဲ့မယ်ဆိုရင်ငါးပတ်ပြန်ကွာမယ်ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်တို့ကဘလောက်ထိကံကောင်းနေလဲဆိုတဲ့အရာကအဆင့်နှစ်ကမန်ချက်စတာစီကျွန်တော်၄မှတ်ကွာတယ်အဆင့်၃ကချက်စီနဲ့၂မှတ်ပဲကွာကျွန်တော်အပေါ်ကသင်းနေတမှတ်တမှတ်လောက်ပဲကွာတယ်ပြောတင်တာဗျလက်ရှိမှာဆာရာလန်နဲ့ကျွန်တော်တမတ်ပဲကွာတယ်ကျွန်တော်ဘောကသင်းတယ်တကယ်နဲ့ပြန်ကြည့်မယ်ဆိုရင်ဒါအာစနယ်ထက်ငါးမှတ်အောက်တည်ကြီးပဲတကယ်နဲ့ပြန်လာတယ်ဒါပေမဲ့ခုနကပြောဆိုဒါပေမဲ့ခမရအဲ့လိုခံစားရလား ဲ့လိုမခံစားအောင်မေဘီပေါ့နော်အဒရီနလင်းကြောင့်ပြီးတော့ကျွန်တော်လက်ရှိမှာချန်ပီယံလိမှာကျွန်တော်လုံးဝရှုံးပွဲမရှိသေးဘူးချန်ပီယံလိမှာလက်ရှိမှာလုံးဝရှုံးပွဲမရှိသေးတော့ထူးဆန်းဆန်းအသင်းတွေကတသင်းနေနဲ့ဆက်လက်ပြီးသွားတယ်ဒါပေမဲ့လာမယ့်ပတ်မှာအဲ့ဒီအပတ်အဲ့ဒါနဲ့ပတ်သက်ပြီးစာမှုပဲဆက်အဲ့တော့ကျွန်တော်အမြင်ကပြောရမယ်ဆိုလာမိပတ်လာမယ့်အပတ်မှာစပါအသင်းနေနဲ့တကယ်ကိုစာမေးပွဲတွေအကြီးကျယ်စိတ်ခံရမယ်ရက်သက်တပတ်ဖြစ်မလားလို့ကျွန်တော်ကတော့စတင်ပြီးခန်းစားမိလာပြီဘာလို့တော့အာစတန်နဲ့တွေ့မယ်ပြီးရင်ဒါကျွန်တော်တို့လက်ရှိဒါဘဒူဒါ PSG နဲ့တွေ့မယ်ပြီးရင်ကျွန်တော်တို့အနေနဲ့ဒါ နောက်တသိန်းကတော့ကျွန်တော်တို့လက်ရှိအသိန်းကြီးဆိုတော့လစ်ဗာပူးလစ်ဗာပူးကတော့နောက်ရောက်တယ်ထင်အဲ့တော့ကျွန်တော်တို့ကခမရခုနပြောဆိုတော့ကျွန်တော်လက်ရှိမှာကိုယ့်အကူသာဖီခုနကကိုယ့်အသိန်းဒါတခါကျအဲ့လိုပဲခံစားမိလားလို့ပဲကိုယ့်အကူပြန်ပေးရမှာပေါ့နော်အသိန်းကလက်ရှိမှာဒါကျွန်တော် identity နည်းနည်းလေးပြောင်းနေတဲ့အချိန်မှာကိုယ့်အကူဒါကျွန်တော်အော်ငါတို့ကအသိန်းကြီးနဲ့ကန်ဟောကန်ကျွန်တော် city ကိုနိုင်တယ်ချယ်ဆီကိုရှုံးတယ်ယူနိုက်တက်ကိုတည်ကြတယ်အသိန်းကြီး၅အသိန်းမှာ ကျွန်တော်တို့တုံသင်ပြီးသွားပြီပြီးတော့ကျွန်တော်တို့ခက်ခဲပါတယ်ဆိုတဲ့အပူနဲ့နောက်ထပ်ကစားအသင်းတွေတော်တော်များပြီးသွားပြီကျွန်တော်တို့ Aston Villa ပြီးသွားပြီကျွန်တော်တို့ဘုံမောက်ပြီးသွားပြီကျွန်တော်အနေနဲ့လက်ရှိအပေါ်မှမှကျန်တာဆိုဆန်လန်လန်တကောင်လောက်ပဲကျန်တော့မှာဆန်လန်လန်နဲ့အဲ့ပေါ်ဆန်လန်လန် Liverpool Arsenal အဲ့သူက Arsenal လာမဲ့ဘက်တော်တော်ဆန်လန်လန် Liverpool ပဲကျန်ပါโอเคလာမဲ့ဘက်ပြီအဲ့တော့ပြောချင်တာကဗျာ ပွဲစဉ်16မရောက်ခင်မှာကျွန်တော်အနေနဲ့အာစနယ်ကိုကန်လိုက်ပြီဆိုကျွန်တော်တို့ရဲ့စချန်တဲ့ပွဲတွေကလိရတာကျွန်တော်တို့30အောက်ကတင်းတွေကိုယာကင်လို့ပုံများသွားပြီအဲ့တော့ကျွန်တော်အနေနဲ့ဂျန်တဲ့ပွဲစဉ်တွေအမှတ်စုတာဒါပေမဲ့ကျွန်တော် Thomas Frank ကိုလေ identity ဘယ်လောက်တိပြောက်ဆိုးဆိုးမဆိုးကျွန်တော်တခုကြိုက်တာဒီဘဲကအမှတ်ယူတင်နိုင်တဲ့ပွဲစဉ်တွေအကုန်လုံးအမှတ်ယူထားတယ်ဒါကျွန်တော်ကြိုက်တယ်ကျွန်တော်ဒါသဘောကျကိုပတ်ဟီဂင်တို့ Doncaster တို့ဒါကျွန်တော် Everton ကိုနိုင်ရမဲ့ပွဲစဉ်တွေဒီဘဲအကုန်နိုင်တယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်နောက်ပိုင်းဒီပြရမှာသူ့ကိုဒါတော့အကြိုက်ဆုံးတစ်ချက်လို့ပြောလို့ရတယ်ဒါပေမဲ့ ျွန်တော်အနေနဲ့သူ့ကိုကျွန်တော်ဒါပရီးမီးယားလေးကျွန်တော်ကျွန်တော်အသင်ကိုဆောက်ရတယ်ကျွန်တော်ကသူ့ pragmatic approach ကျွန်တော်ကြည့်နေတာကျွန်တော်အနေနဲ့ခုလက်ရှိမှာ United ပွဲစဉ်တူတူပြီးသွားတယ်ကျွန်တော်အသင်ကျွန်တော် အားရမှုရှိလားဒါ Everton နဲ့ပွဲကိုပါဟိကင်းနဲ့ပွဲစဉ်မှာလည်း okay ငါတို့ကတတယောက်ထွက်သွားတယ်ပြောမယ်ဆိုဗျာကိုအသင်ကဘာဖြစ်ချင်မှမသိဘူးကိုကဘာလဲလို့မှမသိတဲ့ပြဿနာဖြစ်တယ်ဟိုမှာခံစစ်ဆိုငါတို့တည်းကခံစစ်ချစ်လျောင်းလုံးအောင်မှာငါတို့တည်း မေဘီပေါ့နော်ဒါကိုရတယ်ခုနကပြောကျွန်တော်အမြင်ကကျွန်တော်ဒီဒါအတွက်အသစ်ဖြစ်ရင်ဖြစ်နေမှာဘောက်တော့ဂရီးပြကကောင်းတော့ဘယ်လန့်စ်ကအသင်းကရှေ့ဝါနောက်ကိုအလေတန်းကိုညီနေတော့ကိုအသင်းကကောင်းလို့ကောင်းမဲ့ကိုမသိတာလားဒါမျိုးတွေကိုကကိုတွေးမိရတယ်မှာပါအဲ့တော့ခပြားတော့ဘလို့ဖြစ်လဲတော့ကျွန်တော်တို့ဒီလိုမျိုးခံစားချက်ကျွန်တော်ဖြစ်တယ် ခသားတော့ကျွန်တော်ခန်းစားချက်တူချင်မတူလိမ့်မယ်ကျွန်တော်လည်းလိုမျိုးဒါခုနပြောသူပဲအချက်လက်တွေကလည်းကောင်းနေတယ်လီးဇာမှာလည်းကောင်းနေတယ်ချန်ပီယံလိမှာလည်းဒါကျွန်တော်အခက်မသိရင် qualifying ဘောင်းကတခါတည်းဝင်သွားလို့ရတယ်အကုန်လုံးကဗျာလက်ရှိမှာ Newcastle ကျွန်တော်တို့ League Cup မှာရှုံးထားတယ်လီးအဲ့ဒါလည်းစိန်ကြီးမှာမှာရှုံးနေတယ်ကျွန်တော်တထဲကိုမပြောတော့ဘူးခုနပြောသူပဲအဲ့လိုမျိုးဖြစ်ထားရတော့ကျွန်တော်လည်းဘာမှသိပြီခုနပြောသူပဲကျွန်တော် complaint တက်နေတာကျွန်တော်ကိုကျွန်တော်လွန်လာပြီတဲ့ဒါပေမဲ့ခုနပြောသူပဲကျွန်တော်ကဒီရသက်တော့မှာ spa သိနေတယ်တကယ်ကိုစာမေးပွဲအစစ်ခံရမယ်အနေထားတစ်ခု spa သိရောက်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ် Arsenal PSG ဒီလိုမျိုးပွဲစဉ်တွေကို Spa တင်ဘယ်လို handle လုပ်လို့လဲကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်အမှန်တကယ်တော့ဒီဇင်ဘာကတော့သွားလို့အရန်ကောင်းတဲ့အချိန်မှာဘာကြောင့်လဲဆိုတော့ A လဲ A တယ်ပွဲတွေလည်းကြည့်လို့ကောင်းတယ်ပွဲတွေလည်းအများကြီးဆက်နေတယ်ဒါ Spa ပွဲတွေမို့တခြားပွဲတွေလည်းသွားကြည့်လို့ရတယ်ဒါမှရှိရင်ဒါပေမဲ့ဘူးညမှာ free တော့တိတ်မလာသေးဘူး Tom Frank နဲ့ကျွန်တော်တို့ဒါ Anderlecht အောင်ကျွန်တော် Arsenal နဲ့ဒါ PSG ပွဲမှာတခုခုလုပ်လိုက်တော့လက်မဖြတ်ပြီးသားပဲဗောနော်လူစိတ်ကကခဏလေးနဲ့ပကနေကျွန်တော်ဒါမနစ်ကဒီတိုင်းပဲ Ash Foster ကဂလူးကွာငပိုးကြီးကွာဖြစ်နေတဲ့အချိန်မှာကျွန်တော်ဘယ်ပွဲလဲမသိကျွန်တော်လုံးဝ turn around moment ဖြစ်သွားတဲ့အချိန်မှာ โอเค fucking ငါသွားကြည့်မယ်ကွာရအောင်သွားကြည့်မယ်ဆိုရအောင်သွားကြည့်ဖြစ်တာအဲ့ပွဲတုန်းကလည်းပတ်မဲ့ရရပဲအဲ့တော့ပြောချင်တာကတော့အဲ့လိုပုံစံမျိုးပေါ့နော်လက်ရှိမှာဒါကျွန်တော် Tottenham Hotspur တင်းနဲ့ပတ်သက်ပြီးကျွန်တော်လူလူခံစားရတယ်ခင်ဗျားတို့ဘယ်လိုခံစားရလဲမသိအဲ့တော့ကျွန်တော်လက်ရှိမှာကိုယ်နီးပြပဲကိုယ်မယုံနာလားကိုယ့်အကူပဲဒါကျွန်တော်ဒါအစ်စ်တစ်တီဖြစ်လို့ဒါဘယ်လန့်ညီတဲ့အတင်းတင်းကိုမတွေ့ဘူးလားလားတခုခုကဘာခြုံထွက်နေတာကြီးကိုပဲကိုယ်ကသဘောကျနေတာလားအဲ့ဒါကိုယ်မကျွမ်းတော့ဘူးဒါကျွန်တော်ရဲ့အပြစ်လည်းဖြစ်နိုင်တယ်ဒါနီးပြအပြစ်ကြီးပဲကျွန်တော်ဘာမှမဟုတ်ဘူးနာကျွန်တော်ရဲ့အပြစ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့တခါကြရင်တော့ဗျာကိုယ်အသေးနေနဲ့ကိုယ်လိုအပ်တာလည်းအများကြီးတွေ့သေးတယ်ဒါပေမဲ့ ဒီပြရတယ်လိုအပ်နေတာပဲပေါ့နော်သူပြရတယ်လိုအပ်နေတာမှမဟုတ်တာအဲ့တော့ခင်ဗျားတို့ရောဘယ်လိုမြင်လဲကျွန်တော်ကတော့အဲ့လိုမြင်တယ်ကျွန်တော်တို့အဲ့လိုခံစားနေတာဒလင်မာပေါ့ဗျာဒလင်မာကြီးဖြစ်နေတာပေါ့နော်ဒလိုင်လာမာမဟုတ်ဒလင်မာငယ်တော့ဒါလည်းဒလိုင်လာမာနဲ့ဆရာကျွန်တော်ဖိုးတော်ကြီးဒလိုင်လာမာနဲ့ဒလင်မာနဲ့ရဲမာဒီလူကဒလင်မာဖြစ်တယ်လူစာရေးလိုက်တပည့်ဘာလို့ဒလိုင်မာဖြစ်တာလဲဆိုတော့အဲ့တော့ဒါပါ ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0နဲ့ AV4 တို့မှာကျင်းလူစားပေါအောင်ကုညီလို့ရပါတယ်။များများလက်ကလက်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာများများနိုင်ဖြစ်ပါတယ်။အားလုံးပဲ good night ပါ။ဒီညကဒီဗီဒီယိုနောက်ဆုံးပါပဲ။ Breaking news မတက်ဘူးဆိုရင်ပေါ့နော်။ Day out ပါ။